မင်းကလေးကတော့သူ့ရဲ့လက်ကိုကြည်လင်နေတဲ့ရေထဲကိုထည့်လိုက်တဲ့အခါမှာထင်မှန်မထားဘဲနဲ့အံ့ဩစရာတွေလည်းဖြစ်လာခဲ့ပါတယ်။မရေမတွက်နိုင်တဲ့ငါးရီကခေါတန်တစ်ခုကိုကြားပြီးတဲ့နောက်မှာမင်းကလေးစီကိုရောက်လာကြပါတယ်။ဒါပေမဲ့လောဘကြီးတဲ့တန်ခါတွေကတော့အဲ့ဒီမြင်ကွင်းကိုမြင်တော့အယံကိုလည်းအံ့ဩလို့သွားကြပါတော့တယ်။အဲ့ဒီမင်းကလေးနဲ့ငါးဖန်းသွားတဲ့အချိန်လေးမှာဝင်ပြင်းနဲ့ပြန်လာရတဲ့လိုအဲ့လိုနဲ့ကမာလီရဲ့ထူးခြားလာတဲ့စွမ်းရည်တွေကြောင့်ပဲကျုံးမော့ကလူတွေဟာစားရည်တော်ရည်တွေအစဉ်ပြေလို့လာကြပါဗျ။ ဒါမှမဟုတ်မင်းကလေးရဲ့လူဝဲချက်ကတော့ဒီထက်ပိုများလာသလိုမနေ့တိုင်းမင်းကလေးကိုမွေးစားထားတဲ့လင်မယားရဲ့အင်းရှင်မှာလူတွေအများကြီးတန်းစီပြီးတော့စောင့်နေလေးရှိပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့ဘယ်လိုယောဂဝေဒနာမျိုးကိုပဲခံစားရပါသေးမင်းကလေးရဲ့လက်နဲ့တည်ရင်ပျောက်ကင်းသွားလို့ပဲဖြစ်ပါတယ်။ခနာကုမဒံရလေးတွေရှိရင်တော့မှတာမန်မျက်စိနဲ့မြင်နိုင်တဲ့အလင်းနဲ့အမြန်ဆုံးပျောက်ကင်းသွားတတ်ပါတယ်။ဒီသာခဏလေးဟာအဲ့ဒီမင်းကလေးကိုကေတင်ရှင်လို့ယူဆပြီးတော့နှစ်ပြားတစ်ပါးဖြစ်လေတတ်မှတ်လို့ထားပါတယ်။ ီမိန်ကလေးရောက်လာပြီဆိုတော့ ਨੇ ကျွန်မကလူတွေအားလုံးဟာယောဂဗျာတွေကင်းဝေးလို့သွားကြပါတယ်။ဒါပေမဲ့အချိန်နဲ့ကြာလာတဲ့မြောက်အဲ့ဒီအေဂျင့်ရဲ့ရွာလေးဟာလောဘကြီးတဲ့တန်ခါတွေကြောင့်ပဲပြိပခါတွေဖြစ်လာရပါတော့တယ်။အဲ့ဒီမှာပဲအနေနဲ့သူ့ရဲ့တငယ်ချင်းကတောင်ပေါ်မှာလာပြီးတော့ဆိုးကြတာဖြစ်ပြီးယုဒိရဲ့မိဘမှာပြားလို့ဖို့အကြီးကြီးကိုတွေ့လိုက်ရပါတော့တယ်။သူစံနာကတော့အန်ဒီဟာသူ့ရဲ့အနာကိုကက်သွားကြည့်လိုက်တဲ့အခါမှာရန်လုံနေတဲ့ပြားတွေကအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အန်ဒီရဲ့လက်ဘော်ကိုလည်းတက်လာကြပါတော့တယ်။ အန်နီကမော်ဆန်နဲ့မြုံမင်းကိုသူ့ရဲ့တငယ်ချင်းကိုပြလိုက်တဲ့အခါမှာတငယ်ချင်းကတော့ပြတုတ်ခင်ရတာကိုသူမြင်လိုက်ရပါတယ်။သူ့ရဲ့တငယ်ချင်းထင်ရရသွားတော့ကိုမြင်နိုင်ရတဲ့အခါမှာအန်နီကမတိလိုက်ပဲနဲ့တတိလေးစုံမိရတာဖြစ်နေပါတယ်။မတင်မထားပဲနဲ့စက္ကန့်ပိုင်းတွေမှာအနီးနောက်မှာရှိတဲ့ပြားတွေအလုံးဟာတေဆုံးလို့သွားခဲ့ပါတယ်။တငယ်ချင်းကတော့အဲ့ဒီမြုံမင်းကိုမြင်တော့အရင်ကအံ့ဩနေပြီးအန်နီကလည်းမြုံကြီးနယ်လောက်အောင်ကိုဖြစ်နေပါတော့တယ်။ တခြားသူတွေတည်သွားလို့ရှင်နေဆူလို့ပြောကြမှာဖြစ်ပြီးအဲ့ဒီကိစ္စကိုလှုပ်ဝဲထားဖို့တဲ့အန်နီဟာတငယ်ချင်းတွေကိုတောင်းဆိုခဲ့ပါတယ်။ထင်မှတ်မထားမင်းနဲ့အဲ့ဒီကိစ္စပြီးတဲ့အခါမှာတော့အန်နီရဲ့အထူးစွမ်းရည်တွေကနားမလည်နေစွာနဲ့ပဲပျောက်ကွယ်လို့သွားခဲ့ပါတယ်။ဒေသခံတွေကိုကုသဖို့တဲ့သူ့ရဲ့အစွမ်းတွေကိုမတုံနိုင်တော့ပါဘူး။တန်ခါတွေကလည်း900နော်အလွန်ကိုနေပါသွားခဲ့ပြီးဖြစ်ပြီးအဲ့လိုနဲ့ဒီဘက်လောက်ကြတဲ့အခါမှာတော့ဒေသခံတွေဟာတိမခံနိုင်ကြတော့ပဲနဲ့။ညရင်းကြီးမြို့ရင်းကော်မတီကို အစီအွေခေါ်ယူခဲ့ပါတော့တယ်။ သူတို့ရဲ့အနာဂတ်အတွက်စိတ်မချမ်းမသာဖြစ်ပြီးတော့ကြောက်ရွံ့နေကြရတာဖြစ်ပြီးနောက်နေ့မနေ့မှာတော့အန်နီကိုနှစ်သိမ့်ပေးဖို့အတွက်လက်ဆောင်တစ်ခုယူလာခဲ့ပါတယ်။အန်နီရဲ့ဆွမ်းအားတွေအမြန်ဆုံးရရှိလာပြီးတော့မှဂျွာလီကလည်းအရင်တိုင်းပြန်လည်တရားဝါပြောဖို့အတွက်ဆူတောင်းပေးကြပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့လီဇာဟာအန်နီကိုနှစ်သိမ့်အားပေးနေပါတယ်။ဒါပေမဲ့လည်းအမတ်မတင်မနေ့တိုက်ခိုက်မိထားတဲ့ဒဏ်ရာလေးကတက်တာလာလာတွေ့လိုက်ရပြီးဒီလိုနဲ့ခင်မုံဖြစ်တဲ့သူကိုအမြန်လှမ်းပြီးတော့ခေါ်လိုက်တဲ့အခါမှာခင်မုံဖြစ်တဲ့သူက သူ့ရဲ့လက်လေးပေါ်မှာဒဏ်ရာပျောက်ကင်းသွားတာကိုအန်ဝန်စွာနဲ့တွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအန်နီကိုအန်နီမရဲ့အဲဆိုင်မှာယောဂကိုကုသပေးဖို့တဲ့လီဇာဟာအန်နီမစီကိုချက်ချင်းပဲတရင်ပို့ချင်နေပါဗျ။အခုချိန်မှာအန်နီသာမကုပေးဘူးဆိုလို့ရှိရင်တော့အချိန်လေးကဆူရသွားနေတာဖြစ်ပြီးဒါပေမဲ့လည်းသူ့ရဲ့ခင်မောညီခေကတားနေပါတော့တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့အန်နီမီသာတရိပ်ပြန်လည်လာမယ်ဆိုရင်ဒီကျွမ်းပေါ်မှာရှိတဲ့လူတွေဟာအန်နီရဲ့အဆန်ကိုအတုံးပြုပြီးတော့မှကိုချိုးအတွက်အမျက်ထုတ်ကြမှာကိုသိနေလို့ပါ။အိုချင်းနာချင်းတည်ချင်းတရားလောကနေရာမှာဖြစ်ပြီးတော့မှ ူတော်ဘာကိစ္စမှာဝင်ရောက်မဆွဲဖက်ဖို့တဲ့နေခေကပြောပါတယ်ဒါပေမဲ့လည်းဇနီးတဲ့ကတော့ကို့အမေတနေ့တစ်နေ့တနေ့ပို့ပြီးတော့ဇိုးလာတာကိုဆက်ပြီးတော့မကြည့်နိုင်မင်းနဲ့အဲ့ဒီတဲ့အနီးရဲ့အခန်းလေးကိုခေါ်သွားလိုက်ပါတော့တယ်အနီးမေအခန်းလေးကနေထွက်လာတဲ့အချိန်မှာ မျက်စိရှိမှရှိတဲ့လောကကြီးကကြည်လင်နေပြီးတော့တောက်ပါလို့နေပါတယ်ဒါမဲ့သူမဟာမကြခင်မှာပဲသူအကျိုးကျေးဇူးခံစားခဲ့ရတဲ့အကြောင်းတရင်လိုက်ပြီးတော့ဖြစ်မှာတော့လေ။နောက်နေ့မနက်မှာတော့မြို့တော်ဝင်ရောက်လာခဲ့ပြီးအန်နီကိုပင်လယ်ပြင်ကိုတွားခိုင်းဖို့အတွက်ပြောနေပါဗျ။ဘာကြောင့်လဲဆိုလို့ရှင်တော့ သူတို့တွေဟာအန်ဒီနေမကောင်းဖြစ်ကလေးကငားတဲ့ကောင်မှဖမ်းမမိလို့ပဲဖြစ်ပါတယ်တကယ်လို့သာဒီတိုင်းဆက်သွားနိုင်မယ်ဆိုလို့ရှင်တော့ကျွန်းသားတွေကဆောင်းရည်မှာပဲအစာရေစာပြည့်လဲကြတော့မှာဖြစ်ပါတယ်ဒါပေမဲ့အန်ဒီဟာအိပ်ပျော်နေတဲ့အချိန်မှာပဲစွန့်ရင်ရှိနေရတော့အမှန်တကူပဲဖြစ်ပါတယ်နေကင်ကနီလန်စဉ်းစားနေတဲ့အချိန်မှာပဲအန်ဒီမေကတော့ AC ဒဗလင်ပေးလိုက်ပါတော့တယ်ပြီးတော့ကျွန်းသားတွေရဲ့အကျိုးစီးပွားကိုပဲဥတီပေးစားရမယ်ဆိုပြီးတော့တတိပေးလိုက်ပါတယ်အနီမီရဲ့လူရဲ့ကြောင့်ပဲနေခေဟာအလွန်ကုန်မှစိတ်ဆိုးသွားခဲ့ပါတော့တယ်။တစုံတစ်ယောက်ကသူ့ကို ကိုရဲ့မိကိုဒီလိုလောက်တာမျိုးသူတကာမှစိတ်ကူးမမြင်ဘူးလို့ဆိုနေသလိုအဲလိုနဲ့ပဲသူဟာအကြံတစ်ခုရခဲ့ပြီးတော့အန်နီနဲ့အတူတူအဲဒီဂျွန်ကောင်နေထွက်သွားဖို့အတွက်ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။အရင်ဆုံးသူဟာစွန့်စားဖို့ရွေးချယ်လိုက်ပြီးတော့ဇနီးတွေကအန်နီကိုအိတ်စီးကြီးကိုဖြုတ်ပြီးတော့တိုက်လိုက်တာပဲဖြစ်ပါတယ်။ညီကေဟာသူ့သမီးရဲ့လက်ကိုကင်ထားပြီးတော့ပင်လယ်ထဲကိုချထားလိုက်ပါတယ်။နောက်နေ့မနေ့မှာတော့ကျွန်သားတွေအလုရှုံနေကြပြီဖြစ်ပြီးမနေ့ကဖမ်းထားတဲ့ငါးတွေကိုငါချောက်ပြုလုပ်လို့နေပါပြီ။ စပိုင်းရင်တင်တဲ့ဖွင့်ကလည်းကျင်းပါနေသလိုအနီကတော့တယောက်တည်းပဲဘောင်မွေတမ်းမွေဖြစ်နေပါတော့တယ်။အဲ့ဒီညီဝင်းကိုတော့ညီခင်မင်းကဝမ်းနေနေတာဖြစ်ပြီးဒါပေမဲ့အဲ့လိုဖြစ်ဖြစ်မျိုးတွေဟာတခါတခါဖြစ်ပြီးနောက်ထပ်တခါတခါဖြစ်နေအောင်မယ်ဆိုတာသူသိပါတယ်။ဇေယဝင်းကနေပေါင်းများစွာခင်မင်းလာတဲ့မိတ်ဆွေတယောက်အနေနဲ့တစ်ချက်တော့တော့ကြည့်လိုက်တာနဲ့သူ့ရဲ့စိတ်ခံစားချက်ကိုလည်းသိပါတယ်။ဒါကြောင့်မဲသူဟာအဲ့ဒီနေ့ညရှောင်းမရဲ့မိဘတွေဒီကျုံးကနေထွက်သွားတော့မှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ တကယ်လို့ဒါသူဟာအနီကိုခေါ်သွားစေခြင်းနဲ့ဆိုလို့ရှိရင်တော့ရှောင်းမန်ရဲ့မိသားစုနဲ့အတူတူလိုက်သွားခိုင်းလို့ရတယ်ဆိုပြီးတော့ပြောပါတယ်။သူတို့နှစ်ယောက်ပြောနေတဲ့ဇာတ်တွေကိုအမှတ်မထင်မဲနဲ့အနီမီဟာကြားသွားခဲ့ပြီးဒီညစည်းကမ်းကိုစောစောသွားလိုက်ပါတယ်။အနီကိုခေါ်သွားမယ့်အကြောင်းရင်းကိုသိလိုက်ရတော့အရန်ကိုစိတ်ပြက်သွားတဲ့ပုံစံလူပြောင်နေတာလည်းတွေ့ရပြန်ပါတယ်။သူမဟာအဲဇမ်မန်ယောဂါကိုအကြောက်ဆုံးဆိုပေမဲ့လည်းအနီရဲ့အနာဂတ်တွေဆရာဝန်ရဲ့လှုပ်ချက်တွေကိုနားလည်ပါတယ်ဆိုပြီးတော့ပြောလိုက်ရပါတယ်။ ။ဒါပေမဲ့လည်းအန်နီမေထွန်သွားခင်အချိန်မှာဆရာဝန်ကမြေပြင်ပေါ်မှာလဲကျသွားခဲ့ပါတယ်။အန်နီမေကသူ့ရဲ့ဝိုင်မလင်းထဲမှာအစိတ်ခတ်ထားခဲ့လို့ပါပဲ။အရင်ကမှတော့ဈေးကန်းကိုပါမီးရှို့လိုက်တာဖြစ်ပြီးရှောင်းမိုင်းတို့မိသားစုကဈေးကန်းမှာမီးလောင်စုဝင်နေတာတွေ့လိုက်ရတဲ့အခါမှာလူတရရောက်ဝင်ဆက်ဖက်ပြီးဆိုတာသူသိလိုက်ရပါတယ်။အဲ့လိုနဲ့ပဲတမီးဖြစ်တဲ့သူကိုခေါ်ပြီးတော့ချက်ချင်းပဲပြန်ပြီးတော့ထွက်လာခဲ့ပါတယ်။နေခင်းတဲ့သူ့ရဲ့တမီးရောက်သွားတဲ့အချိန်မှာတော့အဆောက်အဦတွေမှာဘယ်သူမှလည်းမရှိတော့ပါဘူး။ နောင်ချိန်အနေငယ်ကြတဲ့အခါမှာတော့စေကင်းကမင်းကိုမြင်သွားခဲ့တာဖြစ်ပြီးညီကေဟာလူခဲ့ဖို့အတွက်အမြန်ဆုံးပဲပြေးသွားလိုက်ပါတယ်။ဒါမှမဟုတ်လည်းမီးကတအားကိုကြီးလွန်တာကြောင့်ပဲအနာကိုတော့မှကက်လို့မရဖြစ်နေပါတယ်။ချောင်ချင်ဟာမီးထဲမှာလဲကျနေတဲ့သူ့ရဲ့ဖေကိုကြည့်ပြီးတော့အသေးအတန်လေးငိုကြွေးလို့နေပါတယ်။နောက်နေ့မနေ့သူကန်းကြီးမှာကြောင်အန်းနဲ့ထိုင်နေတဲ့အချိန်တိတစီကအရှင်ပြင်းပြင်းနဲ့ကန်းကိုကက်လာတာကိုရုတ်တရက်တွေ့လိုက်ရပါတယ်။အဲ့ဒီမြင်မှုကိုတော့ကျွန်တော်တွေဟာချက်ချင်းနိုးကြဆောင်တဲ့သတိပေးခေါင်းဆောင်ထုတ်လိုက်ပြီး အမိန့်ကိုတခြားသူတွေခေါ်မသွားအောင်လို့တန်ခါတွေဟာပစ္စတိုတနက်တလက်ကိုလည်းယူသွားခဲ့တာပဲဖြစ်ပါတယ်။ညီကေကတားဆီးပင်မဲ့လေဂိမ်းဆိုင်ပဲနဲ့ဆက်ပြီးတော့သွားလိုက်ပါတယ်။ခဏနေတော့လူမှုဝင်တဲ့အမျိုးသမီးတယောက်နဲ့အတူတူလိုက်ပါလာတဲ့အမျိုးသမီးရဲမေတယောက်ဖြစ်နေကြောင်းသိလဲရပါတော့တယ်။မနေ့ကပင်လယ်ပြင်ကနေမိသားစုတစုကိုကယ်တင်ခဲ့တာဖြစ်ပြီးအဲ့ဒီကျုံမကကလေးတငယ်ဆောင်းရှောက်မှုအကြောင်းအရာတွေကိုပြောပြခဲ့တာကြောင့်ပဲအရင်နဲ့အိမ်ကိုလည်းစစ်ဆေးခြင်းတဲ့အကြောင်းပြောလာခဲ့ပါတော့တယ် ။နေကင်ကတော့သူတို့နှစ်ယောက်ကိုအင်ကိုခေါ်သွားပြီးတော့လမ်းတစ်လျှောက်တွိုင်းရင်းလာရင်နဲ့သူတို့နှစ်ယောက်ကိုကျုံးသူကျုံးသားတွေကရန်ညိုးချနေကြအောင်သတိပြုမိသွားခဲ့ပါတယ်။ဒါပေမဲ့ရောက်နေပြီဆိုမှတော့82ရုံပဲတက်နိုင်လို့လားဖြစ်ပြီးချောင်ရှန်ကလည်းဘယ်သူမှမရှိတာကိုအခွင့်ကောင်းယူပြီးတဲ့နောက်မှာသူ့ရဲ့လေးဘောကစက်တနေတွေကိုခိုးသွားပြီးတဲ့နောက်မှာတော့အန်နီရဲ့အိမ်သားမှာပုံနေခဲ့ပါတော့တယ်။အန်နီရဲ့အိမ်တကားဘောက်ကိုရောက်တဲ့အချိန်မှာတော့ရေးရရှိကမဆိုင်တဲ့လူတွေကိုထတ်သွားခိုင်းပါတယ်။ဒါပေမဲ့ဘသူမှထမသွားတဲ့အပြင်အနီးနားမှာလူတွေဟာများတဲ့တဲ့တောင်မှများလာခဲ့ပါသေးတယ်။ အဲဒါကြောင့်မဲ့ရေယာရှိကထိမ့်လန့်စွာနဲ့ပဲပစ္စတိုကိုကိန်းဆောင်ထားတာဖြစ်ပြီးလူမှုဝန်ထမ်းအမျိုးသမီးကတော့အန်နီရဲ့အခန်းထဲကိုဝင်သွားပြီးတဲ့နောက်မှာတော့သူ့ရဲ့အရှိကကောင်မလေးဟာအရန်ကုန်မှာတည်ငြိမ်နေတာတွေ့ရလို့ပါပဲဘလို့ပဲကြည်ကြည်အနိုင်ကျင့်ခံရတဲ့ပုံမပေါ်သလိုလူမှုဝန်ထမ်းအမျိုးသမီးကလည်းစိတ်သက်သာရရှာသွားခဲ့ပြီးတော့ထွက်တော်မလို့လုပ်တဲ့ချိန်မှာအန်နီဟာသူ့ကိုကျေးဇူးတင်နေတယ်လို့ပြောလိုက်ပါတယ်အမျိုးသမီးကဘာကြောင့်လဲလို့မေးလိုက်တဲ့အခါမှာတော့အခန်းအမြင်ထွက်သွားတဲ့အခါမှာအန်နီကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်တင်တယ်လို့လည်းပြောပါတယ် အမေသမီးကအန်နီကိုအကန့်အပြင်ကိုခေါ်ထုတ်ပြီးတော့သူတို့မိသားစုအကြောင်းကိုစုံစမ်းဖို့တဲ့သူ့ကိုအဝေးကိုခေါ်ထုတ်သွားခြင်းလေလို့ရဲရဲရှိကပြောပြန်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့အန်နီရဲ့စကားတွေထဲမှာတခုမဟုတ်တခုမမှန်ဘူးလို့သူခံစားနေရလို့ပဲဖြစ်ပါတယ်။ဒါကိုကြားတဲ့အခါမှာအန်နီမေကချက်ချင်းဖြေရှင်းပြပါတယ်။ကျွန်တော်တွေဟာအန်နီအပေါ်ကိုတိတ်ပြီးတော့သဘောကောင်းကြတဲ့အကြောင်းပြောပြီးဒါပေမဲ့ရဲရဲရှိကတော့သူ့ရဲ့တစ်ဖက်သက်ဆန်တဲ့စကားကိုလည်းနားမထောင်ခဲ့ပါဘူး။အန်နီရဲ့မိသားစုကိုထွက်သွားဖို့တဲ့ပြောလိုက်တာဖြစ်ပြီး အဲ့လိုနဲ့ဒေါသကြီးလာတဲ့ကျွန်းသားဟာသူ့ရဲ့လမ်းကိုပိတ်ဆို့ပြီးတော့အန်နီကိုကျုံးပေါ်ကနေခေါ်ဆောင်တော့ခင်မပြုတ်နိုင်တဲ့အကြောင်းလေးပြောနေပါဗျ။ဒီခဏလေးတွင်မှာပဲနှစ်ဘက်စလုံးကတနက်တွေထုတ်ပြီးတော့တယောက်ကိုတယောက်ချိန်ထားသလိုဝယုံသုံးကားဖြစ်နေတဲ့အချိန်မှာကျုံးသားတွေကလူတွေကိုဖမ်းတဲ့အခါမှာနေခေကဝင်လာပြီးရေးရရှိပြလိုက်တဲ့တနက်ကနေခေကိုမှန်သွားခဲ့တာဖြစ်ပါတယ်။ခဏလေးတော့တန်ကားသေးဟာတနက်နဲ့ပြန်ပြစ်လိုက်တဲ့အချိန်ရေးရရှိလေပွေချင်းပြီးတေဆုံးလို့သွားခဲ့ပါတယ်။ ဒီကဲတိရောမကိုတွေ့တဲ့အခါမှာတော့ကျွန်းသားတွေကသူ့ကိုအခန်းထဲမြေမြန်ခေါ်သွားကြပြီးဒါပေမဲ့အန်ဒီမီကတော့အန်ဒီကိုချက်ချင်းအကူအညီမတောင်းမင်းနဲ့နေခဲ့ကိုအရင်ချိန်ခိုင်းနေပါတယ်အန်ဒီကိုဘယ်တော့မှခုံမသွားဘူးလို့ကတိပေးခိုင်းထားတာဖြစ်ပြီးအသက်ခံနေမှုတဲ့နေခဲ့လေသဘောတူလိုက်ရပါတော့တယ်အဲ့ဒီချိန်မှာပဲအန်ဒီမီဟာသူ့ရဲ့သမီးကိုအိတ်စင်းနဲ့ရေတွေပေးလိုက်ပါတယ်အန်ဒီကိုလည်းတိုက်ခိုင်းလိုက်ပါတယ်ဒါပေမဲ့အန်ဒီကတော့သူ့ရဲ့ဘေကိုမတွေ့ရရင်မတော်ဘူးလို့ငြင်းဆုံနေကြဖြစ်ပြီး အဲ့ဒီချိန်မှာပဲအနီမေရောက်လာခဲ့ပြီးတော့အန်နီကိုအတင်းကျပ်တိုက်နေပါတော့တယ်။အန်နီကလည်းအပြင်းထန်ရုန်းကန်နေစေဖြစ်ပြီးတော့စူစူညံတန်တွေကြားတဲ့အခါမှာရှောင်းချန်ကလည်းတနက်ကန်ပြီးတော့အခန်းထဲကိုဝင်နေပါတော့တယ်။အဲ့ဒီအန်နီကိုလွတ်ပေးဖို့အတွက်သူတို့နှစ်ယောက်ကိုပြောပြီးတော့မှအန်နီမေကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။အိုင်းတော့မှတော့ခင်ဗျာကျွန်တော်အမေကိုဘာလို့လိုက်တာလဲလို့မေးလိုက်ပါတယ်။ခင်ဗျာတက်လိုက်တာလားလို့မေးတဲ့အခါမှာအန်နီမေကငြင်းပါတယ်။ ပြီးတော့လီဇာကလည်းသူပြောတာအမှန်နေဖြစ်တဲ့အကြောင်းသူတို့ဟာမိသားစုတွေဖြစ်တာကြောင့်စီစီလုံးလုံးဆောင်ရွက်တဲ့အကြောင်းပြောပြီးတော့တနက်ကိုချထားဖို့တည်းပြောလိုက်ပါတယ်။ဒါမှလည်းရှောင်းညာဟာသူ့ကိုလိန်နေရလို့ပြောပြီးတော့မှတနက်နဲ့ပြစ်လိုက်ပါတယ်။အန်ဒီရဲ့အော်ဒါနဲ့တူတူပင်လေပင်ကလည်းလှိုင်းလုံးကြီးတွေကြံတန်းလို့နေပါတယ်။အတန်းနဲ့ငြိမ်သက်သွားတဲ့အခါမှာတော့အန်ဒီဟာမျက်လုံးတွေဖွင့်ကြည့်လိုက်ပါတယ်။အခန်းထဲကလူတွေအားလုံးတည်ဆုံနေတာကိုတွေ့လိုက်ရတာဖြစ်ပြီးတော့မှအခုနောက်အခန်းထဲမှာငင်းကုန်နေကြတဲ့သူတွေကအခုတော့အတက်မရှိကြတော့ဘော့ နောက်ဆုံးမှာတော့ဒီမှာလည်းအခန်းထဲကနေထွက်လာခဲ့တာဖြစ်ပြီးအသက်ရှင်ကျန်ရတဲ့သူတွေရှိမရှိသိကျင်လို့ပါပဲ။ဒါပေမဲ့လည်းကျွန်းမော့ကလူတွေအားလုံးကတည်ဆုံနေကြတာကိုတွေ့ရပြီးတော့အန်ဒီတယောက်ထဲသာလည်းအသက်ရှင်ကျန်နေခဲ့တာပဲဖြစ်ပါလေဗျာ။